ဗျာ33ရက်မြောက်အရှိတောင်အာရှအားကစားပြိုင်ပွဲကိုလာမယ့်ဒီဇင်ဘာလ9ရက်နေ့ကနေဒီဇင်ဘာလ20ရက်နေ့ထိထိုင်းနိုင်ငံဘန်ကောက်မြို့ချွန်ဘူရီခရိုင်စောင့်ခလာခရိုင်အစရှိတဲ့မြို့ကြီးသုံးမြို့မှာကျင်းပသွားမှာဖြစ်ပါတယ်။ 33ချိန်မြောက်အရှိတောင်အာရှအာကစားပြိုင်ပွဲမှာတိုက်ကွန်ဒိုအာကစားနည်းနဲ့ဝင်ရောက်ရှင်ပြိုင်သွားမယ်။နမတိုက်ကွန်ဒိုအာကစားအဖွဲ့ရဲ့လေးကျင့်ပစ်စင်နေမှုများကိုပြည်သက်တွေအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရှိတောင်အာရှရဲ့အကြီးမားဆုံးအားကစားပြိုင်ပွဲဖြစ်တဲ့စီဂိမ်းပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်မြမတိုင်ကွန်ဒိုအဖွဲ့ဟာဆိုလို့ရှိရင်တော့အချိန်နဲ့အလိုက်အခက်အခဲတွေကိုမမှုဘဲစူးစမ်းပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ျမတို့33ကြိမ်မြောက်အရှိတောင်အာရှအကစားပြိုင်ပွဲကိုပါဝင်ရှင်ပြန်ရန်အတွက်ကိုနှစ်လပိုင်း2025ခုနှစ်နှစ်လပိုင်းကနေစတင်ပြီးတော့စကန်ဝင်လေ့ကျင့်နေပါရှင်။အုတ်ချုပ်သူနေပြ9ဦးအမျိုးသားအကစားအက္ခဇတမ7ဦးမြို့သမီးအက္ခဇတမ8ဦးနဲ့စုစုပေါင်း24ဦးတို့တူနာကွင်းတက်ကွန်ဒိုလေ့ကျင့်ရုံမှာစုပေါင်းလေ့ကျင့်နေရှိပါရှင်။ကျမတို့ဒီအသင်းအောင်မြင်မှုအတွက်ကိုကျမတို့ခုနလပိုင်း2025ခုနှစ်ခုနလပိုင်း12ရက်ကနေပြီးတော့ 2025ခုနှစ်23ရက်6လပိုင်းမှာကျမတို့အထီကိုတွားရောက်ပြီးတော့ကိုရီးယားနိုင်ငံကိုတွားရောက်ပြီးတော့လေ့ကျင့်ခဲ့ပါတယ် joint training ဘူးတွဲလေ့ကျင့်မှုနဲ့အတူအမှရှိတဲ့ပြန်ပွဲ၃ပွဲကိုပါဝင်ရှင်ပြန်ခဲ့ပါတယ်အရိယာနေပြန်လာပြီးတော့ကစားသမားတွေအားလုံးကဆိုရင်ဘောနော်တက်တက်ကြွနဲ့ကျူးကျူးဆဆနဲ့ပါဝင်ရှင်ပြန်ဖို့အတွက်ကိုဆက်လက်ပြီးတော့နိပြအစီအရာမစ္စတာယူအန်ချိုနိုင်ငံသားနိပြဆရာမစ္စတာယူအန်ချိုနဲ့အတူ တက်တက်ကြွကြနဲ့ပူပေါင်းလေ့ကျင့်နေပါတယ်ရှင်ကျမတို့ထိုင်းနိုင်ငံမှာကျင်းပမဲ့ရှင်းဝင်းပြိုင်ပွဲတက်ကွန်ဒိုပြိုင်ပွဲကိုတော့ကျမတို့က10ရက်ကနေပြီးတော့13ရက်နေ့ထိပါဝင်ရှင်းပြပါမယ်ရှင်10ရက်နေ့ကတော့ကျမတို့ကောက်ွယ်ပြိုင်ပွဲအားလုံးကိုရှင်းပြမှာဖြစ်ပြီးတော့17ရက်နေ့ကနေပြီးတော့13ရက်နေ့ထိကတော့အတိုက်ပြိုင်ပွဲတွေအားလုံးရှင်းပြမှာဖြစ်ပါတယ်ကျမတို့ဒီကနေပြီးတော့ဟို10ရက်နေ့ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်2ရက်ကြိုတင်ပြီးတော့10ရက်နေ့ကနေထွက်ခွာပါမယ်ရှင်အဲ့ဒီပြိုင်ပွဲမှာတော့ကျမတို့ကပြင်ဆင်မှုကတော့ရွှေတစ်ခုငွေတစ်ခုကြေးရှစ်ခုကို ရရှိဖို့အတွက်ကိုကျမတို့ဒီမှန်းဆောင်ရက်ထားပါတယ်ရကိုလည်းရမယ်လို့လည်းတနေ့ထံချထားပါတယ်ရဖို့လည်းအများကြီးစူးစမ်းထားပါလိမ့်ရှင်မြမတိုက်ကန်တို့အဖွဲ့အားစီကန့်ကိုအဓိကထားပြီးအမြဲတမ်းတင်းထန်တဲ့လေ့ကျင့်မှုတွေကိုတစ်ပတ်မှ6ရက်နဲ့တနေ့ကိုလေ့ကျင့်ချိန်8နာရီရယူပါစီကန့်တကြအချိန်ယူပြီးအောင်ပွဲဆင်နိုင်မှုလေ့ကျင့်တင်ဆက်နေကြတာဖြစ်ပါတယ် ဒါပြင်မြန်မာတိုင်းတို့အဖွဲ့ရဲ့စူးစားအားထုတ်ထားမှုတွေဟာလာမယ့်စီးကိန်းမှာအောင်မြင်မှုတွေရယူနိုင်တယ်လို့ဤပြချုပ်ဦးကျော်မိုးကလည်းအခုလိုပြောပြထားပါတယ်။ဒီနေ့ကျွန်တော်တို့ပါဝင်ရှင်ပြိုင်မဲ့ဒီရှင်တော်ကြာအသားပြိုင်ပွဲတက္ကသိုလ်ပြိုင်ပွဲအနေနဲ့မြန်မာလူ유စင်အသင်းနေတဲ့တော့ကျွန်တော်တို့စီနီယာလူ유စင်ကသာသမာအဟောင်းဒီရဲကျွန်တော်တို့ကဒီဂျူနီယာတွေကနေပြီးတော့ကျွန်တော် ထူးချွန်တဲ့အာသာသမားတွေနဲ့အတူကျွန်တော်ဒီအတင်းကိုဖွင့်ပြလာတာဖြစ်ပါလေ။အတိုင်းနေ့ဆူရတဲ့အနေထားနဲ့ပို့ပြီးတော့ဒီနေ့မှဆိုရင်ကျွန်တော်တို့ကရွှေဒစိတစ်ခုကျွန်တော်တို့ငွေဒစိနှစ်ခုခြေဒစိရှစ်ခုကျွန်တော်တို့ဒါရမယ်လို့ကျွန်တော်တို့ဒါညွှန်လင်းခံမှန်းထားပါတယ်ခင်ဗျာ။ကျွန်တော်တို့အခုဒီသုံးသတ္တိမြောက်ဒီလာမယ့်အခုဒီထက်နိုင်ငံမှာကျင်းပမယ့်ရှစ်တောင်ရှားအသားပြိုင်ပွဲအတွက်ကိုကျွန်တော်တို့ဟိုချိုတင်ပင်စင်းတဲ့အနေနဲ့ပေါ့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့စီးကိန်းကနေပြီးတော့ ကျွန်တော်ဒီပေါင်ကစားခဲ့တဲ့မြန်မာလူစင်ကစားသမားအဟောင်းတွေရဲ့ပြီးတော့ကျွန်တော်ဒီ2025မှာချင်းမပြုတ်လုပ်ခဲ့တဲ့ဒီဟိုမြူသားအသားပွဲတော်2024မှာချင်းမပြုတ်လုပ်ခဲ့တဲ့ဒါမြူသားအသားပွဲတော်ဟိုက်မှာအရာဟိုထူးချွန်အာသမားတွေရဲ့ဆောက်ကျွန်တော်တို့ဒီပူပေါင်းပြီးတော့ကျွန်တော်တို့ဒီနှစ်လပိုင်းကျွန်တော်ကိုယ့်ရဲ့နေ့နေ့စပြီးတော့ကျွန်တော်တို့စကန်နေနေချက်မှုတွေကျွန်တော်တို့ဟိုစပြီးတော့ပြုတ်လုပ်ခဲ့တာပေါ့ဒီဂျားကာလာမှာပေါ့ဦးဆလပိုင်းအထိဂျားကာလာမှာကျွန်တော်တို့၃လပိုင်းမှာတစ်ချိန် ်9လပိုင်းမှာတစ်ချိန်9လပိုင်းတစ်ချိန်ကျွန်တော်3ချိန်ကျွန်တော်တို့လက်ရည်စစ်ပွဲတွေဒီကျွန်တော်တို့ဒီ test mat တွေကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တို့ဒီအခုပါဝင်ရှင်ပိုင်မဲ့ဒီအခုဒီကသာမားဥယျာဉ်တွေကိုကျွန်တော်ဖြတ်ပြီးတော့စကန်တွေလက်ကြည့်နေတာပေါ့ဟုတ်အခုကျွန်တော်တို့ဒီရွေးချယ်ထားတဲ့ကသာမားကျွန်တော်တို့ပြောင်းလဲဝင်မဲ့ကသာမားအခု19ဦးရှိတာပေါ့အဲဒီ19ဦးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူပြည်ကသာမားအဟောင်းကျွန်တော်တို့ဒီအတိုက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပါပေါ့ဒီဒီ၃ပါ လူ့ရေးသိကတာမဟောင်း၃ဦးပါတယ်ကျွန်တော်တို့ဒီမြို့တည်အာသာသမားအလုံး9ဦးပါကျွန်တော်တို့ဒီကောက်ွက်မှာဆိုလို့ရှိရင်မြန်မာလူ့ရေးအာသာသမားအဟောင်းတွေကကျွန်တော်တို့ဆိုတော့6ဦးပါကျွန်တော်တို့ဒီမြို့တည်အာသာသမား3ဦးပါအဲဆိုတော့ကျွန်တော်အလုံးအပေါင်း19ဦးပေါ့အရှိတီအတင်းကိုကျွန်တော်ပြန်လည်ပြီးတော့ကင်တွေတဲ့အခါမှာအခုဒီကုလပေါ့ကျွန်တော်ဒီစကန်နီလေ့ကျင့်တဲ့အခါမှာဒီကသားသမားတွေနဲ့အတူတူကျွန်တော်တို့အိတ်လေးအတူတူစားတဲ့အတူလေ့ကျင့်တဲ့အတူတူဒီကာလအတူတူပတ်သက်လာတဲ့အနေထားရတယ် နံပါတ်1ဒီကစားသမားတွေကကြိုးစားပါတယ်ကြိုးစားပါတယ်ကစားသမားပတ်သက်ပြီးတော့ကျွန်တော်တို့အားရပါတယ်ပြိုင်ပွဲဝင်တဲ့အစိတ်တက်တဲ့ဒီကလေးတွေရှိမှာအပြည့်ရှိနေပါတယ်အဲ့တော့ဒီအသင်းကိုကျွန်တော်ပြန်ကင်တွေပြီးတော့တာဝန်ယူရတဲ့အခြေအနေမှာလက်ရှိအနေထားရကျွန်တော်တို့ဒီအသင်းတည်ဆောက်တဲ့အပိုင်းမှာတော့ကျွန်တော်တို့ကွာချက်လေးနည်းနည်းတော့ရှိပါတယ်ဒါကြောင့်လဲဆိုတော့အာကျွန်တော်တို့ဒီအာဂဒါနီးယားမြန်မာလေးတဲ့အာသာသမားတွေဟာပြီးခဲ့တဲ့နှစ်စီကေးရနေပြီးတော့ဒီနေ့အခုစီကေးဒီဂျာကာလာမှာ အဲကျွန်တော်တို့ပြိုင်ပွဲတစ်ပွဲမှမရှိပါဘူးပြီးတော့ပြည်တွင်းမှာလည်းမရှိဘူးပြည်ပမှာလည်းမရှိဘူးအဲ့အတွက်ဒီလူ့ရင်းသားသမားတွေအင်အားအနေထားရအားနေပါတယ်မမတက်ကွန်ဒူအာဂဒါဖွဲ့ဟာစီးကိန်းပြိုင်ပွဲမှာအတိုက်အာဂဇာနီနဲ့ကောက်ွက်အာဂဇာနီတင်မျိုးစလုံးမှာဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးတနည်းထက်တနည်းစုစုစိတ်ရောက်ရနိုင်မှုကိုပုံမှန်မျှော်မှန်းထားတာပဲဖြစ်ပါတယ်။ လေ့ကျင့်မှုတွေမကဘဲမျှော်မှန်းထားတဲ့တန်ဘက်သူရဲ့ပုံစံတွေကိုလည်းသုံးသပ်လေ့လာကြပြီ။အောင်နိုင်မှုအတွက်မျှော်မှန်းချက်ထက်ပိုပြီးတော့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ကောင်းမယ်။ရွှေ့ပြီ။အဲ့တက်ကြရနေပါအမျိုးသား၅ဝိတ်တန်အမျိုးသမီး၅ဝိတ်တန်ဝေရရှင်မယ်ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ဒီအနှုတ် 80kg အမျိုးသားမှာဆိုလို့ရှိရင်တော့ဒီဇော်လိုက်ထပ်ပေါ့သူ့လိုရွှေမှန်းထားပါတယ်နောက်ကျွန်တော်တို့ဒီမိန်းကလေးဝေတန်းတွေမှာလည်းကျွန်တော်တို့ကဟိုဟာငွေကြီးတော့မှန်းထားပါတယ်ခင်ဗျအော်ဟုတ်၄၀င်မနစ်ကဒီစီကိတ်မှာကသားခဲ့တဲ့ကသားသမားတွေကတော့အတိုက်ကသားလေးမှာတော့၄၃ဦးပါခဲ့တယ်ပြီးတော့ရှင်အတိတ်ကတော့ကျွန်တော်တို့9ဦးပါပါတယ်ခင်ဗျတက်ကနစ်ဘိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ လက်စစ်ကာပါဖြစ်တယ်ခင်ဗျအတိုက်အာဂဒနီပါတော့လက်စစ်ကာပါဖြစ်တဲ့အတွက်ကိုဒီကိုကာဒီမှာကတော့နှစ်မှတ်ပြီးလို့ရှိရင်ခေါင်းထိလို့ရှိရင်အရှိတက်တက်ထိလို့ရှိရင်တော့သုံးမှတ်အဲပြီးလို့ရှိရင်နောက်တန်းလေးပါတော့ high tech grade ဆိုလို့ရှိရင်လေးမှတ်ပြီးလို့ရှိရင်ခေါင်းကိုဟတ်ချက်လိုဟာမျိုးပေါ့ခေါင်းကိုဝိုက်ပြီးတော့ကန်မှာဆိုရှင်တော့ငားမရပါဘူးခင်ဗျဟုတ်ဒီအမြင်ပိုင်းကန်တဲ့ဟာတွေပြီးအမှတ်ယူတဲ့ပုံတွေကိုအမှတ်မပေးရအောင်ပြီးလို့ရှိရင်တို့ဒီပွဲတစ်ခုလုံးဘယ်လိုဆုံးမထားမလဲပေါ့ဘာလဲတစ်ဖက်ကစားသမားကိုဆုံးမမဲ့ပုံစံလေးအဲ့ဒါကြီးအစအကုန်လုံးတိတ်ချလေ့ကျင့်ခဲ့လို့ ကျွန်တော်တို့လေ့ကျင့်ချိန်တိုင်းမှာလည်းသူတို့ဒါကတော့အမှတ်ယူမဲ့ပုံစံဒါကတော့ကိုယ်အမှတ်မပေးအောင်လုပ်မဲ့ပုံစံနဲ့အဲ့လိုလေ့ကျင့်ပေးထားတဲ့တော့ကတော့တော်တော်များများတော့ဒီကောင်းတွေကိုကန်လာနိုင်တယ်ပေါ့နော်အမှတ်အမြင့်တွေရနိုင်ပါတယ်ခင်ဗျဟုတ်အဲကျွန်တော်တို့တော့ဒီအမှတ်ယူတဲ့ပုံစံဆိုရှင်တော့ဘာလို့ပြောလို့ရှိရင်ကသာသမားတွေရဲ့သူရဲ့ knowledge ပေါ့နော်သူတို့ရဲ့ဒီပွဲမှာဘယ်သူနဲ့တွေ့လို့ရှိရင်ဘယ်လိုကသာမှာလို့ရှိရင်ကျွန်တော်တို့ကအတက်ကင်ဘက်ကိုလည်းဟိုပါပေါ့အတက်ကင်ကိုလည်းကောင်းကောင်းမွန်ကိုကပိုင်နိုင်တယ်လို့လေ့ကျင့်တော့ အဲကောင်းလာကစားတော့မယ့်အချိန်ရောက်လို့ရှိရင်လည်းကောင်းလာပါလေဒီကန်လိုက်တဲ့ကန်ချက်တစ်ချက်ကထိကိုထိရမယ်မိကိုမိရမယ်ဆိုတော့လေ့ကျင့်ပေးထားပါတယ်အဲအမှတ်ကိုကိုတာလို့ရှိရင်လည်းဘယ်လိုကစားမလဲလူတစ်ဖက်ထောက်ပြန်မပြေအောင် blogging တွေလုပ်မယ်ပြီးလို့ရှိရင်အချိန်ပြန်ပြီးတော့ဒီအချိန်ထဲမှာပဲကိုကအမှတ်မဖြတ်ခံရဘဲနဲ့အမှတ်ပါဘဲနဲ့လေ့ကျင့်ထားတဲ့ပုံစံတွေလေဒီညာဘက်လေ့ကျင့်နေပါလေခင်ဗျဟုတ် ဟုတ်ကဲ့ကျွန်တော်အနေနဲ့စီကိန်းအတွေ့အကြုံကတော့ရှေ့မှာစီကိန်း၄ကိန်းဝင်ရောက်ရှင်းပြထားပါတယ်မလေးရှားကိန်းမှာကြေးစေးစုရရှိထားပါတယ် VNN စီကိန်းမှာလည်းကျွန်တော်ကြေးစေးစုရရှိထားပါတယ်ခင်ဗျဟုတ်ကျွန်တော်ဒီနှစ်မှာတော့ထိုင်းစီးကိတ်မှာအနှုတ်80ကီလိုတန်းဝေဒါဝိတ်မှာဝင်ရောက်ရှင်းနိုင်သွားမှာဖြစ်ပါတယ်ခင်ဗျ။လေ့ကျင့်မှုပြင်ဆင်မှုအပိုင်းအနေနဲ့ကတော့ကျွန်တော်ည9နာရီ10နာရီအုံထွေနေပိုင်းမှာကျွန်တော်အတွက်လိုအပ်တဲ့ဟိုအခုနီးစနစ်နဲ့ အကျိုးသက်ရောက်မှုအများဆုံးရှိမဲ့တက်ကနစ်ကိုကျွန်တော်အနေနဲ့ဟိုအချိန်များများလေ့ကျင့်နေပါတယ်ခင်ဗျပြန်ပွဲအချိန်လေးပေါ်ကိုသုံးသပ်ပြီးတော့ကျွန်တော်ကဟိုအတက်ကင်ပိုင်းရောကောင်တာပိုင်းရောဟိုလုံလုံလောက်လောက်စောနိုင်တာဖြစ်တဲ့အတွက်ပွဲအချိန်လေးပေါ်မူတည်ပြီးတော့အနောက်ကနီးပြစကန်မန်လိုက်တာနဲ့တိုင်ပင်ပြီးတော့ကျွန်တော်အနေနဲ့အကောင်းဆုံး control လုပ်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်ခင်ဗျဟိုကျွန်တော်အနေနဲ့တက်အဲလူငယ်တွေကိုတက်ကနစ်ပိုင်းပေါ့မှားတာတွေကိုပြင်ပေးပြီးတော့ training ချိန်တွေမှာတက်သလောက် sharing လုပ်ပြီးတော့အကောင်းဆုံးတွဲခေါ်ပြီးတော့ဒီပြိုင်ပွဲကိုသွားရောက်မှာဖြစ်ပါတယ် ကောက်ကွက်ပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့အပိုင်းနဲ့ပတ်သက်ပြီးနီးစနစ်ပိုင်းပြောင်းလဲလာမှုအပေါ်နီးပြတော်ချောကလျာဝင်းကလည်းအခုလိုပြောပြထားပါရယ်အာဟုတ်ကဲ့ကျန်မိုးရဲ့မျိုးစား6မျိုးမှာမှကျမတို့က4မျိုးဝင်ရောက်ရှင်ပြိုင်ပါမယ်ရှင့်ဟုတ် event တွေအတွက်ကတော့ကျမတို့စုစုပေါင်း လေးမျိုးလေးစားကိုကစားသမိုင်းအင်အား9ဦးထိရွေးချယ်ထားပါတယ် free sign မှာဆိုရင် အမျိုးသားတဦးချင်း free sign နဲ့9ရောက်တွဲအသင်းပေါ့နော် missing ဆိုလို့ပြီးတော့အဲနှစ်မျိုးရှင်ပြိုင်မယ် recognize from say စံပြကောက်ကွက်မှာကြတော့ကျမတို့ကအဲမျိုးသားအမျိုးသမီး2ဦးတွဲရဲ့အမျိုးသား3ရောက်တွဲကောက်ကွက်အသင်းရဲ့ဆိုပြီးတော့လေးမျိုးဝင်ရောက်ရှင်ပြိုင်ပါမယ်အဓိကပြိုင်ဘက်တွေကတော့များပါတယ်ဟိုနိုင်ငံတကာပြိုင်ပွဲတွေအရာရော ranking တွေအရာရောဟာဒီဖိလစ်ပင်းတို့ဗီယက်နမ်ထိုင်လန်တို့ကတော့ ranking ထဲမှာဟိုသတိထားမဲ့နိုင်ငံတွေနိုင်ငံကြီးတွေထဲမှာတော့ပါတာပေါ့ရှင်ဟုတ်ဒီနီးစနစ်တွေမှန်ကန်မှုစံပြကားကွဲရဲ့ဒီနီးစနစ်တွေကကြတော့ဒီကိုရီးယားနိုင်ငံမှာတွားရောက်တင်ကြပြီးတော့ညီမတို့ကဒီ train train ပြီးတော့ပြန်လာပြီးတော့အခါကျတော့အဲပြောင်းလဲလာလေးလည်းရှိရဲအဲ့ဒီပုံမှာလိုက်ပါဆောင်ရွက်နေရတာလည်းရှိပါတယ် ဟုတ် join သွားပြီးတဲ့နောက်မှာတော့ဟိုကလေးတွေအစပေါ့နော်သူတို့ဘယ်လိုလေးကျင်းရမလဲနောက်ပြီးတော့သူတို့ရဲ့လိုအပ်တဲ့ power တခုရဖို့အတွက်ကိုဘယ်ကနေအခြေခံနေစပြီးတော့လေးကျင်းရမလဲကျမတို့ကလည်းဘယ်ကနေပံ့ပိုးရမလဲဆိုတာတွေတော့အများကြီးပွင့်လင်းသွားတာပေါ့နော်ပွင့်လင်းသွားတဲ့ပုံမှာလေးကျင်းရလဲအဆင်ပြေတယ်သူတို့လည်းဟိုစုစိတ်တွေပေါ့ even nine even nine ကိုစုစိတ်ရရှိအောင်ဆောင်ရွက်တော့မယ်လို့လည်းမျှမှန်းထားတယ်ဟုတ်ကျမတို့ကသူတို့ဒီပြိုင်မိုးဝင် ပုံစံ ကျမတို့ကဒီအပတ်စဉ်တိုင်းအပတ်စဉ်တိုင်းဘူတဟူးနဲ့စနေနေ့ဆိုလို့ရှင်တို့အဲကွင်းမှာတကယ်ပြိုင်ပွဲတကယ်တို့အပြင်မှာလည်းညီပြတွေတကြွနားလဲတဲ့လူတွေညီပြချုပ်တွေအကြည့်မယ်အဲတို့ရဲ့ performance ကအရင်တပတ်သက်ဆိုင်ဒီတပတ်ပိုတက်လာလားတို့ဘာတွေပြောင်းလဲမှုလုပ်ပေးရမလဲတို့ဘယ်နေရာတွေမှာကျမတို့ထပ်ပြီးပံ့ပိုးရမလဲဆိုတော့အဲ့လိုစစ်ဆေးတာတွေကတော့အပတ်စဉ်ပတ်စဉ်အများနဲ့လုပ်နေတဲ့အတွက်ကြောင့်အဲတို့ ပြိုင်ပွဲတကယ်တကယ်လာလို့ရှိရင်တော့သူတို့မကြောက်တော့ဘူးပေါ့အဲအဲ့လိုမျိုးလေးဖြစ်အောင်လည်းကျမတို့ပြင်ဆင်ထားပါတယ်ဟုတ်လာမယ့်စီဂိမ်းပြိုင်ပွဲအတွက်ကကွယ်အားကစားနည်းမှာဝင်ရောက်ရှင်ပြိုင်မဲ့ကစားသမားများကလည်းစီးလုံးညီညွတ်စွာလေးပြည့်ပြင်ဆင်ကြပြီးပြိုင်ပွဲအတွက်အသင့်အနေထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။ 33ရက်မြောက်စီဂိတ်မှာ Miss Pay ရဲ့အာ mail team ရဲ့ဝင်ရောက်ရှိမယ်မှာဖြစ်ပါတယ်။ဟောဟုတ်ကဲ့ပါကျွန်တော်ဒီပြီးခဲ့နှစ်က32ရက်မြောက်ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ဒီရှေ့တောင်အရှပြိုင်ပွဲမှာလည်းဝင်ရောက်ရှိမြန်ခဲ့ပါတယ်။အမှလည်းကြီးတဲ့စိတ်ဆူရရှိခဲ့ပါတယ်။အော်ရှိပါဗျာဒီကျွန်တော်တို့ဒီကန့်ဝင်တာလည်းဒီနှစ်လပိုင်းဆယ်ရက်နေရစပြီးတော့ဝင်လာအခုဆိုရင်ဒါ အာရှိလာတယ်ရှိလာကြော်ပါပြီပေါ့နော်အဲ့ဒီတော့ကြောင့်လည်းဒါဒီပြိုင်ပွဲပြိုင်မှုလည်းယုံကြည်မှုရှိပါတယ်ခင်ဗျလေ့ကျင့်မှုကဒီနေ့ကဒါ PAI ထင်းမြေဆိုတာအဖွဲ့လိုက်လေ့ကျင့်ပါတယ်ပြီးတော့တူတဲ့ကြတော့ဒီစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေလည်းလုပ်ပါတယ်ဒီတရားထိုင်တာဖြစ်ဖြစ်ပြီးတော့ဒီအာကစားနဲ့ဝင်ကြီးဌာနကနေပြီးတော့ဒါလက်ညွန်ထားတဲ့စိတ်စိတ်ပိုင်းဆိုင်ရာစိတ်ပညာဆရာတွေရဲ့သူတို့ရဲ့လက်ညွန်မှုတွေနဲ့လည်းဒီပြိုင်ပွဲပေါ်မှာဘယ်လိုမျိုးစိတ်ကိုအာရုံစူးစမ်းရမလဲဆိုတဲ့ဟာကိုလည်းဒါလေ့ကျင့်ပါတယ်ခင်ဗျအာဒီနေ့မှာလည်းဒါမျိုးဆက်တဲ့ကစားသမားရဲ့အားကြီးဝင်ရောက်ပြီးတော့ ရှင်ပြိုင်ရှင်ပြိုင်မှာပေါ့အဲ့ဒီနေရာမှာလည်းကျွန်တော်တို့အနေနဲ့ဒီလက်တွဲခေါ်ပြီးတော့အတူတူပါဒီလေ့ကျင့်ပြီးတော့ဒါပြိုင်ပွဲကိုလည်းတွားရောက်ရှင်ပြိုင်ဖို့ရှိပါခင်ဗျာအအခုရှင်ပြိုင်မဲ့ဒီဖဲဖဲနဲ့ဒါ mail team ကိုလည်းဒါကစားသမားတွေကိုလည်းယုံကြည်မှုရှိပါတယ်ပြီးတော့ဒီကျွန်တော်တို့ဒီပြိုင်ပွဲတွေမှာလည်းဒီစုတစေရရှိမယ်လို့လည်းယုံကြည်ပါခင်ဗျာ ဒီရက်နေ့ကတော့ senior အနေနဲ့အာတို့အနေနဲ့ဒါကိုဆွဲတင်နိုင်နေထားမှာလဲကိုအနေနဲ့အားရကျဉ်းမှုလည်းရှိရပါတယ်။နောက်ပြီးတော့ကိုယ့် senior အနေနဲ့ဒါရှေ့မှာလုပ်ခဲ့တဲ့အနေထားအရကိုကလည်းတို့တက်ပို့ပြီးတော့စူးစမ်းမယ်ဆိုတဲ့ပုံစံနဲ့အကောင်းဆုံးအများကြီးစူးစမ်းပြီးတော့ပြင်ဆင်ထားပါတယ်ခင်ဗျာဟုတ်။ဒီနေ့မှာတော့အကောင်းဆုံးပုံစံနဲ့ဒါရှင်းပြမယ်ဆိုပြီးတော့ရည်ရထားပါတယ်။ဒါတူးချင်းမှာရောဒါအတင်းလိုက်မှာရောဒါဆူရဖို့အတွက်အကောင်းဆုံးစူးစမ်းသွားပါမယ်ခင်ဗျာဟုတ်။ရှိရဖို့အတွက်အများကြီးမျှော်လင့်တာပါတယ်ခင်ဗျာဟုတ်ကာလာအနေနဲ့တော့ဒါ first second test အနေနဲ့ကတော့ ဟို first ကတော့ကြိုးစားမှုကတော့တော်တော်လေးကိုကြိုးစားမှဒါစင်မြင်မဲ့နေသားကိုရမယ်ပေါ့ဒါ second နဲ့ third ကတော့တော်တော်လေးကိုဟိုယူဖို့အတွက်ဒါကြိုးစားနေပါတယ်ခင်ဗျဟုတ်မဟာတိုင်ကန်တို့အားကစားဖွယ်ဟာ33ကြိမ်မြောက်အရှိတောင်အရှာအားကစားပြိုင်ပွဲကိုဒီဇင်ဘာလ10ရက်နေ့ကနေဒီဇင်ဘာလ13ရက်နေ့ထိထိုင်းနိုင်ငံမှာတွားရောက်ရှင်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။ တိုက်ခွန်ဒိုအားကစားအဖွဲ့ရဲ့ပြင်းထန်တဲ့လေ့ကျင့်ပြင်ဆင်နေဘူး။စိတ်တက်ခိုင်မာမှုအသင်းအဖွဲ့စိတ်တက်ဟာဒီတစ်ခေါက်စီးကိန်းပြိုင်ပွဲမှာမြန်မာတိုက်ကွန်ဒိုအဖွဲ့ရဲ့မျော်မှန်းထားတာတဲ့ပုံမူတွေအောင်မြင်မှုတွေကိုမြင်တွေ့ရမှာတေချာနေပြီပဲဖြစ်ပါတယ်။ဒါမဲ့စီးကိန်းပြိုင်ပွဲတော့ဆင်းသင့်ဖြစ်နေပါပြီ။ဆွေးရရှိအောင်အားလုံးကြိုးစားလာပါမယ်။အားလုံးအားပေးကြပါ။